င်္ဂလာပါပြီးရင်ပြည်သက်မယ်ခင်ဗျာဒီနေ့ဆွေးနွေးကြရတော့ကျွန်တော်ဖိကော့ထားသူကတော့စီးရီးနိုင်ငံရေးဝေဖန်သုတသူဦးတန်းစွန်းနိုင်ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာကတော့ကျွန်တော်အေ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 ရထုတ်စေအရှင်မြင့်လာမှုနဲ့ဒီကပ္ပစားလေးသိနိုင်တော့မလားနောက်2025မှာစစ်ရှိဘယ်လောက်ထိတက်လာနိုင်လဲပေါ့ဒီကြောင်းလေးဆွေးနွေးတော့ဖြစ်ပါတယ်ဗျတော့မင်္ဂလာပြဦးတန်းစွန်းနိုင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ကျွန်တော်အခုလောလောဆယ်ကတော့ကျွန်တော်အေအေကနေပြီးတော့ရခိုင်ပဲခူးအစပါနော် ဥရှိပင်လမ်းမှာရှိတဲ့ညောင်ကျိုးစခန်းကိုသိလိုက်ပြီလို့ကျွန်တော်ကြားရတယ်ဗျစတာထွက်ပြေးသွားပြီပေါ့ဒီကပါစာ6နဲ့တော်တော်နှီးသွားပြီပေါ့ဆိုတော့တစ်ဖက်မှာလည်းကျွန်တော်တို့ဘက်နိုင်ရီကန်မကွေးရခိုင်စာနိုင်ရီကန်စခန်းလည်းသိတော်မဲ့အခြေအနေရှိတယ်လို့ကြားရတယ်ဆိုတော့ AA ရဲ့စစ်ရှိမြင့်လာနိုင်မှုပုံမှာဟိုခြုံပြီးတော့ပြောပြပါဗျ AA ရဲ့စစ်ရှိကတော့ကိုຫນွေဥတော်လိုင်းရေးအတွင်းမှာပါဝင်လှုပ်ရှားနေတဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတီတဲ့မှာ ေအေရဲ့လှူရှားမှုအရှင်ဘုံကအတော်ကြီးကျယ်မြင့်မားပါလေအခုရခိုင်တိုင်းထဲမှာကျွန်တော်တို့တပိုင်းနဲ့တည်းစစ်တွေနဲ့ကြောက်ဖြူကိုကရှစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့တိုက်နေပါအလားတူကျွန်တော်တို့မြဝကျုံမော်ဘက်မှာလေအေရဒိုးရစ်ဆင်းနေပါလေနော်အဲမြဝကျုံမော်ဘက်မှာဒိုးရစ်ဆင်းနေနောက်တစ်ခုကအခုကတော့ မကွေးတိုင်းနဲ့မကိုးတိုင်းအဆက်ပေါ့ဗျာနော်အဲ့ဒီမှာလဲအဲကျွန်တော်တို့ဒီကဒိုးစစ်စင်နေတဲ့အခါကျတော့အဲ့တော့အဲ့ဒီအနေအထားကိုကြည့်လို့ရှိရင်ကျွန်တော်တို့အာအေကရှင်းမျက်နှာ၅ခုဖွင့်ပြီးတော့တိုက်နေတယ်ဆိုတဲ့သဘောကျွန်တော်တွေ့ရပါတယ်အဲ့တော့အဲ့လောက်ကြဲကြဲပြန့်ပြန့်ဒိုးစစ်စင်နေတဲ့အခြေအနေရှိသလားဆိုရင်အခြေအနေရှိတယ်လို့ကျွန်တော်တို့ယူဆပါတယ် အချိန်ရှိရဆိုတဲ့အကြောင်းကတခြားအကြောင်းမဟုတ်ပါဘူးခုအေကသက်ဆိုင်ရာဒေသတွေမှာရှိနေတယ် PDF တွေနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့တိုက်ပွဲဝင်နေတာဖြစ်နော်ဆိုဆိုရာကကျွန်တော်တို့ AR တိုင်းမှာဆိုရင်ကျွန်တော်တို့အဲရွှေတောင်ရံဘက်မှာကျွန်တော်တို့အဲ့ဒီဘက်မှာရှိနေတယ်မြို့ဝကျောင်းပေါ်က PDF တွေနဲ့ပူပေါင်းတိုက်ပွဲဝင်နေတယ်နောက်ပြီးတော့ခုနက နိုင်ရီကမဲ့ကြတဲ့အခါကျတော့ကျွန်တော်တို့ဘရန်ငါနေပြီးလမ်းကြောင်းကနေပြီးတော့ကျွန်တော်တို့အဲအဲ့ဒီမှာရှိနေတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲမြေပြန့်က PDF တီတင်မကဘူးနော်ချင်းဖွဲ့တွေပါပေါပြီးတော့အဲ့ဒီမှာကျွန်တော်တို့အဆစ်စင်လုပ်နေတယ်နောက်တစ်ခုကတော့ခုနခင်ပြောတဲ့နော်ညောင်ကျိုးစခန်းကျသွားပြီဆိုတာကြားရတာပေါ့ဗျာအဲ့တော့ညောင်ကျိုးစခန်းရဲ့အနေထားကလည်း တော်တော်တော်အရေးပါဘာလို့ဆိုညောင်ချိုးစကန်းကြလို့ရှင်ညောင်ချီတော့လေမကြခင်ကြဆုံးတော့မယ်အနေထားပဲအညောင်ချိုးအညောင်ချီတော့မှာကခုနကကပ္ပစ6ရှိတယ်နောက်အဲ့ဒီနားမှာလဲကျွန်တော်တို့အကပ္ပစ3ခုရှိသေးတယ်အဲ့ဒါကြောင့်အခုကညောင်ချိုးကြနိုင်ကျွန်တော်တို့ကပ္ပစတွေကြနိုင်နေဆိုတဲ့အကြောင်းချက်လက်အောက်မှာ စစ်ကောင်စီဘက်ကနေပြီးတော့နော်ကျွန်တော်တပ်သားသစ်အခုခေါ်လာတဲ့တပ်သားသစ်600ခုအဲ့ဒီကိုအလင်းမြန်ပို့နေတယ်လို့ဆိုပါတယ်သို့တော်ညာလဲကျွန်တော်တို့600လုံးပို့လဲဆိုရင်ဆရာတော့မရှိပါဘူးဘာလို့ဆိုတော့စစ်တိုက်ဖူးတဲ့အတွေ့အကြုံရှိတဲ့အင်အားစုတွေလည်းမဟုတ်နောက်တစ်ခုကညီတော်သုံးဘွဲကကျွန်တော်တို့ထောင်နဲ့ချီတဲ့အင်အားစုတွေကိုကျွန်တော်တို့ရှမ်းမြောက်မှာတိုက်ဖူးတဲ့အတွေ့အကြုံရှိပါတယ်အဲ့ဒါကြောင့် လက်ရှိကာလမှာကျွန်တော်တို့ AA ရဲ့ထိုးစစ်အရှိန်ကိုပြောရလို့ရှိရင်ကျွန်တော်တို့ကျေပြန့်ပြီးတော့ကြည်ကျေပါတယ်စစ်မျက်နှာ၅ခုဒါပေမဲ့စစ်မျက်နှာ၅ခုဒီလိုဖြန့်ထွက်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်နိုင်တဲ့အကြောင်းကလည်းဒေသဆိုင်ရာ PDF တွေနဲ့ပူပေါင်းဆောင်ရွက်နိုင်တဲ့အဲအခြေအနေကြောင့်နော်တိုက်ပွဲအရှိန်ကိုမြန်မာကောင်းမွန်လေတာလာတာဖြစ်တယ်အဲ့တော့မကြခင်ကျွန်တော်ထင်တာက ျွန်တော်တို့အဲမကိုးနဲ့ကျွန်တော်တို့အဲမကွေးတိုက်မှာတော့ကျွန်တော်တို့အေးအေးရဲ့သူကြပြောင်မြောက်တဲ့တိုက်ပွဲတွေမြင်ရလိမ့်မယ်ကျွန်တော်မျှော်လင့်ရဆရာရှိပါခင်ဟုတ်ဟုတ်အဲ့ဒါမေ့ချင်တယ်ဗျအခုအများစိတ်ဝင်စားတာကတော့ကာပါစာတွေသေးဖို့ပေါ့နော်ဒီပကိုးအစပေါ့ပကိုးထဲရောက်သွားပြီပေါ့လေဟုတ်ပဲလဲဆင်းလာရင်မကွေးထဲရောက်မယ်ပေါ့ဒီပကိုးအထက်ပိုင်းဆိုအညာရောက်သွားပြီပေါ့လေအညာအဲ့မြေလက်အစလို့ပြောရမလားဒီဒေသမှာ ဒီဒီကျွန်တော် PDF နဲ့ပူပေါင်းမှုပေါ့ A နဲ့ PDF အင်ယူကြီးပေါ့လေပူပေါင်းမှုကဘယ်လောက်ထိဟိုမျှော်လင့်လို့ရမလဲကျွန်တော်အမှန်ကတော့ဒီနေ့ຫນွေဦးတော်လန်ကြီးရဲ့ສົ່ງချက်ကအညာဒေသမှာကျွန်တော်တို့စီရှင်ကိုမြင့်တင်နိုင်ဘူးဒါကဗမာပြည်စစ်တပ်ရဲ့အရင်တော့စစ်အင်အားရေတောက်မြစ်ကလည်းဒီနေရာပဲဖြစ်တာဗမာဒေသလူ့ရေအများဆုံးနေရာဖြစ်တာ အဲ့ဒါကြောင့်ကျွန်တော်တို့ကအေးအေးနဲ့ကျွန်တော်တို့အန်ယူဂျီနဲ့ပေါင်းဆက်ပြီးဘယ်ချိန်ခါမှတိုက်ပွဲဝင်နိုင်တဲ့အနေထားတရကိုရောက်ရှိလာမလဲဆိုတာကိုကျွန်တော်တို့ကစောင့်မျှော်နေကြတာအဲ့ဒီနှစ်ခုပေါင်းဆက်နိုင်လို့ရှိရင်ကျွန်တော်တို့နွေဦးတော်လှန်ရေးရဲ့အဲတင်ငါပြူဟာနော်ကျွန်တော်တို့ဟိုထိုးစစ်ဟာ အလှည့်ပြောင်းဖြစ်သွားနိုင်ရှာအကြောင်းရှိတယ်လို့ကျွန်တော်မြင်ပါတယ်။ဒါပေမဲ့အခုရဲ့ပိုင်းအတွင်းရောက် မှပဲကျွန်တော်တို့အေအေနဲ့မကွေးမှာရှိနေတဲ့ PDF တွေပေါင်းဆက်ပြီးတော့၃လအတွင်းမကွေးကိုတိုက်ပွဲဝင်မယ်။ဒါကြောင့်ငကိုတို့ကစကိုင်းနဲ့မကွေးမှာရှိနေတဲ့အဲကျွန်တော်တို့အန်ယူဂျီရဲ့အမှတ်၁စစ်တေတာဟာကျွန်တော်တို့ KIA ကအကြံပေးမှုတွေ KIA ရဲ့ အဲဥဆောင်မှုတွေနဲ့လုပ်နေရကနေအခုချိန်မှာ KIA ကအာရရှိတွေပြန်သွားကြပြီအဲဆိုပြီးတော့နော်ကျွန်တော်တို့အဲ့ဒီနေရာမှာ AA ကအာရရှိတွေဝင်ရောက်ပြီးတော့တောင်းဝန်ယူမယ်လို့ကျွန်တော်ပြောပါတယ်အဲ့တော့ဒီနေ့စီမှာရှင်အုံမြန်မာဆုံးနဲ့ကျွန်တော်တို့အကြေပြန်ဆုံးစစ်ပွဲတွေကိုဥဆောင်နေတဲ့ AA နဲ့ကျွန်တော်တို့ NUG ရဲ့ PDF တွေ ပေါင်းဆက်လှုပ်ရှားနိုင်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးရဲ့เนาะအချိန်ကဟာအာတဆင့်မြင့်တက်သွားတော့မယ်အနေထားရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေအခုနိုင်ငံတကာကလည်းအခုပြောဆိုနေကြတာကြီးရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုနိုင်ငံတကာရဲ့မှတ်ချက်ကဗမာပြည်ရဲ့အလားအလာဟာတဲ့ပြည်တွင်းစစ်ပေါ်မှာအဆုံးဖြတ်ပေးမှာပဲတဲ့ ပြည်တွင်းစစ်မှာဘယ်သူနိုင်မလဲဆိုတဲ့ကိစ္စကပမာပြည်ကံကြမှာကိုဆုံးဖြတ်ပြီးမှာဘာကြောင့်လဲဆိုတော့အမေရိကန်နဲ့အနောက်ဥရောပကမြန်မာပြည်ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ကံကြမှာနဲ့ပတ်သက်ပြီးတော့နော်ဘာမှကျွန်တော်တို့အထောက်ကူမပြုတရုတ်ကပဲကျွန်တော်ဒီကိစ္စကိုလုပ်နေတဲ့အခြေအနေအဲ့တော့တရုတ်ကလည်းတူလလန်းမီတဲ့နေရာနေဆက်ဒေတာမှာတော့သူကလောက်တာပေါ့နော် အာညဉ့်ညမ်းရေးတွေရှေ့ရဆေးရေးတွေဒါတွေတော့တတ်နိုင်တယ်လို့လုပ်နေတာပေါ့ဒါပေမဲ့အခုက TNL ဆိုလို့ရှိရင်လေဆွေးနွေးဖို့ရှေ့ရဖို့သဘောတူမယ်စစ်ကောင်စီဘက်ကစစ်မရဆေးရေးပေါ့ဘာကြောင့်လဲဆိုတော့ TNL နဲ့ရှေ့ရလိုက်လို့ရှိရင်ကျွန်တော်တို့အဲပြင်းလွင်တို့ကြာသွားနိုင်တယ်နောက်ပြီးတော့အဲဒီမန်လီရှမ်းမန်းစစ်စင်ကြီးကလည်းပြန်ပြီးတော့ဟော ျွန်တော်တို့နလန်ထနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ရှစ်ကောင်ရှိဘက်ကသူဘုံကျဲတာကိုမရနိုင်ဘူး။လေချောင်းထိုးစစ်တွေမရနိုင်။အဲ့လိုအခြေအနေဖြစ်တာ။အဲ့တော့အခုကတော့နွေဦးဒေါ်လာရင်းနဲ့ပတ်သက်ပြီးအကဲဖြတ်ချက်တွေပညာရှင်တွေရဲ့သုံးသပ်ချက်ကတော့တဆင့်တိုးလာတယ်။တခုကဘာလဲဆိုတော့ဒီ၃နှစ်အတွင်းမှာနွေဦးဒေါ်လာရင်းအင်အားစုတွေရဲ့စုဖွဲ့မှုဟာတိတ်ပြီးတော့ကိုကျွန်တော်တို့များပြားကျင့်ပြန့်လာတယ်။ကောင်းလဲကောင်းလား အဲ့ဒီထဲမှာဒါပေမဲ့သူတို့အားမရတာတခုကတော့ဘာလဲဆိုတော့ NUG ဥဆောင်တဲ့အညာ PDF တွေရဲ့ကျွန်တော်တို့ပြဿနာတွေကို NUG ကပေးချာကင်တွယ်နိုင်တဲ့အနေအထားမရှိတဲ့အတွက်အဲ့ဒီကိစ္စတွေကို NUG ကိုဖြေဖြေရှင်းမှုအဲ့တော့အခုနောက်ဆုံးပြောတာဆိုလို့ချင်းပြည်တွင်းစစ်မှာအခုကတော်လန်ရေးအင်အားစုတွေကအနိုင်ရမှာပဲနော်အနိုင်ရမှာပဲဆိုတာနေမြေရရော ကျွန်တော်တို့လူလူရဲ့ထောက်ခံပါဝင်မှုရောနော်ဘက်ဆောင်ကကျွန်တော်တို့ကအသာစီးရတယ်သို့တော့အာနစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ကျဲပြန့်နေတဲ့အင်အားစုတွေကိုတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ကျွန်တော်တို့အခုတိုင်းရင်းသားတပ်ဖွဲ့တွေမစုစည်းနိုင်တဲ့အနေအထားပဲအဲ့တော့အဲ့ဒါကိုစုစည်းနိုင်မှုအရေးကြီးလူအပ်နေတယ်အဲ့ဒီလူအပ်ချက်ကိုအခုတော့ကြားတဲ့သတင်းကတော့နော်ကျွန်တော်တို့အခု မကွေးတိုင်းကိုကျွန်တော်တို့မကွေးတိုင်းမှာရှိတဲ့ PDF တွေကိုဟိုကျွန်တော်တို့ AA ကနေ AA က AA ရဲ့စစ်ဗျူဟာ AA ရဲ့အရာရှိတွေဥဆောင်ပြီးတော့၃လအတွင်းမှာမကွေးတိုင်းကိုကျွန်တော်တို့အပိုင်သိမ့်မယ်ဆိုရဲတည်င်းကြရတော့မင်္ဂလာတည်င်းမှာအဲ့ဒီဟာလည်းလက်တွေ့ဖြစ်နေမှာအခုကျွန်တော်တို့အခုပြောနေတဲ့နော်ညောင်ကျိုးညောင်ချီတော့ဆိုတာဟာကျွန်တော်တို့အမကွေးတိုင်းက ဒီစစ်တပ်ရဲ့ဒီစစ်လက်နက်ပစ္စည်းဆိုင်ကိုကပ္ပဆာက16ယူရှိပါတယ်။အဲ့တော့အဲ့ဒီကနေပြီးတော့ဖြန့်သွားပြီးလို့ရှိရင်ကျွန်တော်ဘယ်ထိတောင်ရောက်သွားနိုင်မလဲဆိုလို့ချင်းရှင်ထဲမှာရှိနေတဲ့ကျွန်တော်တို့စစ်အစိုးရရဲ့ငွေထုတ်တဲ့ဌာနချုပ်ကြီးထိပါကျွန်တော်ရောက်သွားနိုင်မှာ။အဲ့တော့ဒီ3လအတွင်းမှာဒါအဲ့ဒါကိုကျွန်တော်တို့ကကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့မြင့်တက်ခတ်နိုင်မယ်ဆိုလို့ချင်းတော့ မာပြည်ရဲ့နေဦးတော်လိုင်းအဲဟာနော်တင်ငါးပြူဟာအလှည့်ပြောင်းဖြစ်သွားပြီးတော့အထွေထွေချိုးစစ်တရားကိုကျွန်တော်ဆင်နွှဲနိုင်တဲ့အနေအထားတစ်ခု ရောက်ရှိနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အားရစေပါကျွန်တော်ဒီပကူအခုညောင်ကျိုးဖဲနေပြီးပကူအစားနေပြီးတော့အေယော်ဒီမြင်းရှိဘကန့်နေပြီးတော့ကျွန်တော်အညာအထီးပေါ့ဆိုဟိုတစ်ဆက်တည်းကျွန်တော်တို့အရင်ဟိုအခုဆရာပြောတာတွေမှာပါတယ်လေ UNG ကလက်တွေ့ပို့လောက်လာတယ်ဆိုတော့ဟာ ဆိုတော့အဲ့ဒါကိုပဲအခုဟာဗျာဟိုမီဒီယာမှာမမြင်ရတာပေါ့နော်သူတို့ကပြီးခဲ့တဲ့ February တရနေ့တည်းကပြင်ပြင်ပြောင်းလဲလုပ်ပြီးတော့အညာရောအာရုံစိုက်မယ် CNN တိုင်းရေကိုသွားမယ်ဆိုကျွန်တော်လက်တွေ့မှာမမြင်ရသေးဘူးပေါ့နော်တော်တော်လုံးနေတယ်ဒီနေ့အဲ့ဒါအခုလုံးကျွန်တော်မမြင်ရတာပြင်မှာလုံးလိုက်ပြီပေါ့ဆရာအဲ့လိုပြောအောင်အဲ့ဒါကပုံပုံလင်းလင်းပြောရလို့ရှိရင်အဓိကကဒီအခုပြန်ကျင်းနေတဲ့အင်အားစုတွေကို ရှင်းအင်အဖြစ်နော်တက်ခတ်ရေးတဖြစ်စုဖွဲ့မှုကို NUG အနေနဲ့ပြည်ပြင်းမလုံးနိုင်ဘူးအဲ့ဒါကလည်းနော်ဒီ NUG ဥဆောင်နေတဲ့ပါသုံးလုံးအဖွဲ့အစည်းတွေနော်အစည်းပြေပြီးတော့ဟိုဘယံပရာတွေလုပ်နေတာခွန်တွေကောက်တာတွေနော်အဲ့ဒါမျိုးတွေပြဿနာတွေကြောင့်ဒီလိုဖြစ်နေတာပြအဲ့တော့အခုကတော်လန်စစ်ကနောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီ အညာမလွင်မြင်ထဲမှာရှိနေအဲ့ဒီအင်အားစုကြီးစုစည်းမှုဟိုလိုအပ်တာပေါ့ဗျာအဲ့ဒီအဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်အခုကတော့ AA ကတာဝန်ယူမယ်နောက်ပြီးတော့ NUG ကလည်းဒီကျွန်တော်တို့မကွေးမှာရှိတဲ့အင်အားစုတွေကို AA ရဲ့ဥဆောင်မှုအောက်ကိုလွှဲပြောင်းပေးလိုက်ပြီးဆိုတဲ့အခါဒါကတော့တကယ့်ကိုမင်္ဂလာသတင်းပါပဲဗျာသို့တော်ညာလည်းကျွန်တော်အမြင်ကိုထပ်ဖြည့်ပြီးပြောရလို့ရှိရင်တော့အညာဒေသမှာကျွန်တော်တို့ လှုပ်ရှားမှုတွေအုံကြွားမှုတွေပေါ်ပေါက်လာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ KIA အရာရှိတွေအပြန်ကြားမလို့ပေါ့ KIA အရာရှိတွေရဲ့အဓိကလုပ်ငန်းကဘာဖြစ်တဲ့လဲဆိုလို့ရှိရင်သူတို့စကိုင်းတိုင်းတွေကိုထိုးဝင်နေသူတို့ရဲ့နော်ဟိုဥမာနော်ဟိုပေါ့ဗျာကာသုံးလုံးပေါ့ကောလင်ကမလို့နော်စရတယ်နော်အဲ့ဒီနေရာတွေမှာဒီ KIA နဲ့ဝင်ပြီးတော့ ျွန်တော်တို့စကိုင်းတိုင်းမှာရှိနေတော့ကျွန်တော်တို့ BBL တို့ဘာလို့ ਨੇ ပူပေါင်းလိုက်နိုင်နေဆိုလို့ရှိရင်စကိုင်းတိုင်းရဲ့ကျွန်တော်တို့လှုပ်ရှားမှုပါလေကျွန်တော်တို့အတော်လေးအုံကြွပေါ်လွင်းလာမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်အမြင်ကတော့ KIA လမ်းညွှန်မှုနဲ့ KIA ရရှိတယ်နော်ကချင်ပြည်နယ်ပြန်စရာမလိုပါကျွန်တော်တို့စကိုင်းတိုင်းအောက်ဘက်ကိုရှင်းသွားကြဖို့ရှင်းလာကြဖို့အဲ့ဒါကိုကျွန်တော်တို့ NUG နေနဲ့ ဆက်ဆက်ပြီးလို့လူတယ်အဲ့တော့တကယ်လို့သာမကွေးတိုင်းမှာရှိနေတဲ့အင်အားစုတွေကိုကျွန်တော်တို့အေးကနေဦးဆောင်ပေးမယ်သကိုင်းတိုင်းကိုထိုးပေါက်ဝင်ရောက်မယ်အင်အားစုတွေကို KIA ကနေဦးဆောင်ပေးမယ်ဆိုရင်တော့ຫນွေဦးတော်လန်ကြီးအောင်ပွဲစီကိုဥတီချစ်တဲ့ရတော့မယ်အချင်းတွေကိုရောက်ရှိလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဟုတ်ကဲ့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 ကျေးဇူးတင်ပါဗျာကျွန်တော်စီးရေးနိုင်ငံရေးဘဏ်ဆိုတော့ဒါဆိုရင်ကျေးဇူးတင်ပါ